ောင်ရဲ့မောင်အိမ်ကမောင်အိမ်အောင်ကြမန်းတိလို့ပြန်ခေါ်တာမဟုတ်ဘူးလေ။ညာတာမောင်ဘဝကိုမသိပဲလက်ထပ်ခဲ့ပြီမယ်။သူတို့အမြင်မှာမောင်ကတထေးသားမန်းတိလို့ညာသူတို့ထင်ကျင်တယ်လို့ထင်ပြောကျင်တယ်လို့ပြောနေတာ။မောင်ကမြင်မကောက်ခွေပဲနဲ့လက်ပိုက်ကြည့်နေမယ်လို့မြန်းထင်နေတာလား။ ။ရင်းရလေ။မောင်ပေါ့လုံးဝထက်မတွတ်တာပဲကွာ။မြင်းတွေးနေတာလည်းမဟုတ်သေးဘူးနော်။ညမက်ကိုလည်းငဲ့ကြည့်ပါဦးမ။မိန်းမတစ်ယောက်ရဲ့တံမိုးတွေတိတ်ခါတွေမှာထက်မတွတ်ပဲ။မောင်မမိဘအုပ်ထိန်တူရင်မရှိရကြ။ညာရဲ့ဆွေမျိုးတွေကအတိမပေးပဲမောင်နဲ့နှစ်ယောက်တက်တဲ့ဘဝထူထောင်ခဲ့တာလေးမောင်ဟုတ်ပါတယ်အဲ့လိုပေါင်းသွင်းခွင့်မရှိလို့လားဘသူမှအောင်ဒါမျိုးမလုပ်ခဲ့ကြဘူးလား လောက်ကြပါတယ်ဒါမဲ့တို့ရောတို့ဘွားကိုဒီတိုင်းရုံးကန်သွားကြရလေမောင်ဝကြတော့မနေ့တနေ့အထိတစ်ခေါက်ကျွဟောအခုကြတော့တထေးသားတယောက်ဖြစ်သွားပြန်ပြီဟုတ်ပါတယ်အဲ့ဒါဖုံးကွက်ထားမိရဲ့အတွက်ညံ့မောင်တောင်းပန်ပြီးပြီလေဟုတ်ပါတယ်ညံ့လည်းအဲ့ဒါမကြိမ်နဲ့လို့ပြောနေရမှောက်ပါဘူးမောင်တယောက်တည်းသွားသိနေဆိုတာကိုပြောနေရပါ